တင်းနေထွက်နေတဲ့လို Halloween နဲ့ BNF Champion Cup လို့ဝယ်ပေးသွားရင် Dustin Barrier ကအနားယူမှာမဟုတ်သေးဘူးပြည်သူများလုံးဝမိတ်လာများ Manchester Force ကနေပြန်လဲချိုးလိုက်ပါရင် US Single Away Fighter G2 ဖြင့်အားလုံးကသတ်မှတ်ထားကြတဲ့ Dustin Barrier ကလာမယ့်ပွဲတော်ဝဲထိုးပြီးမှကစားမဘွားကနေအနားယူရမယ်လို့ဆုံးဖြတ်ထားကြောင်းတင်းနေထွက်ပေါ်ထားခဲ့တာဖြစ်ပါရင်ဒါပေမဲ့နောက်လာမယ့်ပွဲအပြင် USC 318မှာသူ့ကိုပွဲတည့်ပေးထားတဲ့ Halloween နဲ့ BNF Champion Cup စင်ခေါ်ပွဲက Barrier ရဲ့နောက်ဆုံးပွဲဖြစ်လာမှာမဟုတ်ကြောင်း Barrier ရဲ့နေပြဖြစ်သူကထုတ်ဖော်ပြောဆိုလာခဲ့တာကြောင်းအားလုံးကအားအသင့်နေခဲ့ကြပါရင် USC 31H ပြိုင်ပွဲကတော့ New Orleans မှာကျင်းပပြုလုပ်သွားမှာဖြစ်ပြီး USC Superstar Dustin Poirier ကလက်ရှိ BNF Champion Cup ပိုင်ရှင်ဖြစ်တဲ့ Holloway နဲ့ပွဲကြီးပွဲကောင်းဆင်နွှဲဖို့အတွက်အထက်ကန်ကျိုးဝိုင်းတဲ့ကိုပြန်လဲခြေချလာတော့မှာလည်းဖြစ်ပါရင်ဒီအချမ်းစားတိုက်ပွဲကသူကစားမပွားရဲ့နောက်ဆုံးတိုက်ပွဲတစ်ခုဖြစ်လာမှာဖြစ်ကြောင်း Poirier ကိုယ်တိုင်ကပရိသတ်တွေကိုထက်ခါတလဲလဲပြောကြားထားတာကြောင့်အခု Poirier နီးပြရဲ့စကားပေါ်မှာပရိသတ်တွေကလည်းနားရှုပ်ကုန်ကြပြီးကြောင်းတောင်ဖြစ်သွားခဲ့ရပါရင် Dustin Poirier ဟာပြီးခဲ့တဲ့ USC 3-0ပြိုင်ပွဲမှာ Islamabad ခါချက်နဲ့ လိုင်းဝဲချန်ပီယံကပတ်စင်ကောပွဲကိုထိုးထားခဲ့ရသေးပြီးငားချီပွဲချင်းတဝက်ကျော်လောက်မှာချုပ်ကွက်နဲ့အရှုံးပေးခဲ့ရတာကြောင့်ချန်ပီယံကပတ်နဲ့ဝေးခဲ့ရပါတယ်ဒီဘက်ကတော့ USC မှာပွားရီယာနောက်ဆုံးထိုးထားခဲ့တဲ့ပွဲလေးဖြစ်ပြီး ပွဲရက်က2024ဂျွန်လ1ရက်နေ့ဆိုတော့ပွာရီယာကသူ့ရဲ့လက်ဝဲအိတ်တွေကိုဒီတိုင်းလေးချိန်ဆွဲထားခဲ့ရတာတနေ့လောက်ရှိသွားခဲ့ပြီလို့ဆိုလိုက်ပါတယ်။ပွာရီယာကလက်ရှိအချိန်မှာအသက်အရွယ်အပြည့်လေ36နှစ်ရှိပြီဖြစ်လို့ထိတ်တန့်အစ်စ်မှာကြာရှည်စွာဆက်လက်ရည်တည်နိုင်ခြင်းမရှိတော့မယ့်အရေးကိုတွေးပို့နေရပါတယ်။အဓိကအားဖြင့်အနိုင်နဲ့ပိုင်းလိုက်တာကသူ့ရဲ့ပေါ်ရေးကိုဒီတိုင်းလေးပဲဆက်လက်တည်မြဲစေနိုင်လိမ့်မယ်လို့ပွာရီယာကခံယူထားပါတယ်။အဓိကအားဖြင့်ပွာရီယာရဲ့စိတ်နှောက်ကိုခန္ဓာကိုယ်ကမလိုက်နိုင်တော့တာကြောင့်တဖြည်းဖြည်းနဲ့သိတာတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ထိတ်တန်းစစ်မှာကာလကြာရှည်စွာရင်းဆိုင်တိုက်ပွဲဝင်နိုင်ခဲ့တဲ့ fighter တယောက်အနေနဲ့ရုပ်ကြီးကြာဆင်းသွားတာမျိုးတော့မဖြစ်နိုင်ပါဘူးသူတို့စီမှာတွေ့ကြုံကောင်းတဲ့အများကြီးရှိပါတယ်လေ့ကျင့်ခန်းတွေကိုဘယ်လိုမျိုးအကျိုးသိရမှုရှိအောင်လုပ်ရမလဲအစားအသောက်တွေကိုဘယ်လိုမျိုး စနေတဲ့ကြောင့်စားတော့ရမယ်ဆိုတာကိုပွာရီယာတို့ကလိုထိတ်တန်းဖိုင်တာတွေကကောင်းကောင်းကြီးတည်ထားပြီးသားပါ။ဒါကြောင့်လဲပွာရီယာအနေနဲ့နောက်ထပ်တနည်းဓမ္မမုတ်နှစ်နှစ်လောက်အထိတိုက်ခိုက်ရလောကရဲမှာဆက်ပြီးကျင်လည်နေမယ်ဆိုရင်လဲကျင်လည်လို့ရနိုင်ပါသေးတယ်။နေရာမှာတခုရှိတာကပွာရီယာရဲ့နိပြပြောလာတဲ့စကားကလည်းပွာရီယာရဲ့စကားနဲ့အတူတူပဲလို့ကျွန်တော်တို့မှတ်ယူနိုင်ပါတယ်။ကစားမကခွင့်ပြုမှုဆိုရင်ဒီစကားမျိုးကိုနိပြဖြစ်သူကထုတ်ပြောလာမှာမဟုတ်ပါဘူး။နောက်ပြီးဒီနိပြကလည်းပွာရီယာနဲ့အတူလက်တွဲလုပ်ကန်လာတာကာလအတန်ကြာပြီဖြစ်ပါတယ်။ဒါကြောင့်အားလုံးဟာပွာရီယာရဲ့ဆန္ဒလို့မှတ်ယူလို့ရနိုင်ပါတယ်။ ။ Warrior ရဲ့နေပြာကြီးကတော့ Halloween နဲ့ရှင်ပြိုင်ထိုးထက်သွားပဲ USC 318ပြိုင်ပွဲဟာ BNF Champion ကပတ်လူပွဲဟာသူတပည့်ကြီး Warrior ရဲ့ကစားမပွားနောက်ဆုံးပွဲဆိုတာတရားခိုင်တော့မသေးကြသေးဘူးလို့ပြောလာခဲ့တာပါ။ MMA Fighting နဲ့ပြုလုပ်ခဲ့တဲ့ Interview ကမှ Warrior ရဲ့နေပြာကြီး Mike Brown ကကျွန်တော်ထင်နေပါတယ်သူရက်တက်ပြီလို့လုံးဝမပြောနိုင်သေးဘူး။သူကသူ့ကိုယ်ကိုကောင်းကောင်းလှုပ်ထားတာပါ။တေချာလေးလေ့ကျင့်ပြင်ဆင်ထားတယ်အဲ့အတွက်လည်းသူစီကငွေကုန်ကြေးကြခံမှုတွေများကြီးရှိခဲ့တယ်။ဒါကြောင့်ဒီပွဲလောက်နဲ့သူရက်တန့်သွားမယ်မထင်မိဘူးလို့ပြော ရှင်လဲလျှောက်တာပြားလဲဆွဲတာအနေထားမျိုးထုတ်ဖော်ပြောဆိုသွားခဲ့တာပါ BNF Champion ခမတ်စင်ကောပွဲကပါရီယာအတွက်တော့အခုမှပထမဆုံးအချိန်မဟုတ်တော့ပါဘူး USC 291တို့ကလိလက်နေတဲ့ BNF Champion ခမတ်ကိုပါရီယာကစင်ကောထိုးတက်ခွင့်ရရှိခဲ့သေးပြီး Justin Gaethje ကိုရှုံးနေခဲ့ရတာကြောင့် Champion ခမတ်နဲ့လက်တကန်းကွာကနေလက်လွတ်ခဲ့ရတာပါဒီဒီချိန်မှာတော့ Holloway C ကနေအကြမ်းစားတိုက်ခိုက်မှုတွေနဲ့ခမတ်ကိုရယူသွားဖို့အတွက်ပါရီယာကအားခဲထားပြီးဒီအတွက်လည်းမွေချင်းများစွာအကုန်ကြားခံပြီးပြင်ဆင်မှုတွေပြုလုပ်နေကြောင်းသူ့ရဲ့နေပြားကပြောဆိုလာခဲ့တာဖြစ်ပါတယ် ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကလောက်ပါပဲနောက်နေ့မှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Forward Zone Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ